နှင်းလူကြီးတွေတကယ်ရှိလားမင်္ဂလာပါ Youth Entertainment ပရိသတ်ကြီးဒေါ်နတ်နဲ့ထဲမှာလီဒိုးတန်နေကြတိရွေ6တွေတရှဲရှဲမိတဲ့ပြင်ဒူးဆန်းတဲ့ခြေရာကျူးတွေလည်းကြံခဲ့တဲ့ပါရီလူသားခြေရာနဲ့မတူဘဲအင်မတန်ကြီးမားတဲ့အဲ့ဒီခြေရာတွေဟာနှစ်ပေါင်းများစွာကြာအောင်ကမ္ဘာတဝန်းကစူးစမ်းချဖွေသူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆာထားခဲ့ပါရီအဲ့ဒီခြေရာပိုင်ရှင်ကိုတော့နှင်းလူ Snowman ဒါမှမဟုတ် American နိုင်ငံမှာတော့ Bigfoot လို့လူသိများပါရီ အေယာမလူဝင်ကြီးနဲ့တူတဲ့ဒီလေးဝက်စမ်းကြဲတဲ့တတ်တော်ဟာတကယ်ပဲရှိနေရလားဒါမှမဟုတ်လူရီရဲ့စိတ်ကူးရင်ဖန်နှီးမှုတစ်ခုသာဖြစ်နေရလားဆိုတာကတော့အဖြစ်မရသေးတဲ့ဗဟေလီတစ်ခုအဖြစ်ဇက်လက်တီရှိနေစေပါချီယာမဲတဲလွန်စာရီနဲ့ဒနာယီဒေချာကနှင်းလူရဲ့လေးဝက်ကဘာကိုအတူတူလည်လာကြည့်ကြရအောင်ပါနေလူနယ်ပတ်သက်တဲ့အဆိုမိန်တွေဟာကမ္ဘာဒေသကြီးကြီးမှာရာစုနှစ်ပေါင်းများစွာကလေးကရှိခဲ့ပါသည်။ဤမွေနာတောင်နှန်းဒေသမှာရေဒီလိုလူတီများပြီး ။မြောက်အမေရိကရဲ့ဒေါနက်ဒီထဲမှာတော့ဘေးဖူးလိုလူတွေများပါတယ်။တခြားဒေသတွေမှာလည်းဒီတတ္တဝါနဲ့ပုံစံတူတဲ့တတ္တဝါတွေအကြောင်းကိုပြောဆိုမှုတွေရှိခဲ့မှာပါတယ်။မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရတော့နှင်းလူတွေဟာ6ပေကနေ7ပေအထိအရရှိပြီးခန္ဓာကိုယ်မှာအညိုးရောင်းဒါမှမဟုတ်လို့ရှိရင်အနက်ရောင်အမွေးထူးထူတွေဖုံးလွှမ်းနေတတ်တယ်လို့ဆိုပါတယ်။သူတို့ဟာလူလိုမျိုးပဲနှစ်ချောင်းထောက်လမ်းရှောင်းနိုင်ပြီးအလွန်အားကောင်းတဲ့တတ္တဝါတွေလို့လည်းပြောကြပါတယ်။နှင်းလူရဲ့တည်ရှိမှုကိုထောက်ခံသူတွေဟာမျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်တွေအရာ တွေ့ရှိခဲ့တဲ့ခြေရာတွေအမွေးနမူနာတွေနဲ့အတန်ဖန်းယူမှုတွေကိုအဓိကအထောက်အထားဖြစ်တင်ပြခဲ့ပူပါရီ1969ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Peterson Gamelin Flynn ဟာနေလုံနဲ့ပတ်သက်ပြီးအငင်းပွားစရာအများဆုံးဖြစ်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းတစ်ခုဖြစ်ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာအီယာမလူဝင်ယုံကြည်နေတူတယ်တတဝါတကောင်ကဒေါ်ရဲမှာလမ်းလျှောက်နေတာကိုရိုက်ကူးမိထားတာဖြစ်ပါရီဒါပေမဲ့ဗီဒီယိုဟာတကယ်ပဲနှင်းလူကိုရိုက်ကူးထားတာလားဒါမှမဟုတ်လူတယောက်ကဝိဆုံဝိဆင်ပြီးတရုပ်ဆောင်ထားတာလားဆိုတာနဲ့ပတ်သက်ပြီးတော့ယနေ့ထိအငင်းပွားမှုတွေရှိနေသေးပါ ။စံကျင်မှန်အနေနဲ့တိမ့်ပံပညာရှင်တွေအများစုကတော့နင်းလူတွေဟာဒဏ္ဍာရီတစ်ခုသာသာဖြစ်ပြီးတိကျခိုင်လုံတဲ့တိမ့်ပံနီးကြအထောက်အထားတွေမတွေ့ရှိသေးဘူးလို့လည်းဆိုပါရည်။တွေ့ရှိခဲ့တဲ့ခြေရာတွေဟာအခြားတိရစ္ဆာန်တွေရဲ့ခြေရာတွေဒါမှမဟုတ်လူတွေဖန်နီးထားတဲ့အတုရောက်နေတာဖြစ်နိုင်တယ်လို့သူတို့ကထောက်ပြခဲ့ကြပါရည်။အမွေးနမူတာတွေနဲ့ DNA စစ်ဆေးမှုတွေမှာလည်းလူသားဒါမှမဟုတ်အခြားသီးပိသားတိရစ္ဆာန်တွေရဲ့ DNA တွေသာတွေ့ရှိခဲ့ရပါရည်။နေလူရဲ့ဒဏ္ဍာရီဟာလူသားတွေရဲ့စူးစမ်းလို့စိတ်နဲ့မတိမနာနေတဲ့အရာတွေပေါ်ယုံကြည်လိုတဲ့သဘောဝကိုထင်ရှားစေပါရည်။ထို့နည်းတူပါပဲ နင်းလူဟာမြန်မာနိုင်ငံမှာလည်းနာမည်ကြီးတဲ့အကောင်တစ်ပါးဖြစ်ပါရည်။ခင်းမွေနန်တောင်နဲ့တကြောပေါ်မှာရေဒီလိုခေါ်တဲ့ဒီသတ်တော်ရီအကြောင်းကိုလူရီဟာဂေါ်လာဟာလာတစ်ဖြစ်လဲတကယ်ရှိခဲ့ပါရည်ဆိုတဲ့တစ်ဖြစ်လဲလည်းပြောကြသလိုမြင်မှုတွေ့မှုကြားတဲ့သူတွေလည်းများစွာရှိတယ်လို့ဆိုကြပါရည်။ဒေါနနက်ထဲကတိဝက်စံကျဲတဲ့တတ်တော်ကြီးအကြောင်းစိတ်ကူးရင်ဇလန်းတွေဟာလူတွေကိုစိတ်လှုပ်ရှားစေပြီးစွန်းစားရှာဖွေလိုတဲ့ဆန္ဒတွေကိုလှုံ့ဆော်ပေးပါရည်။နင်းလူတွေဟာတကယ်ပဲရှိနေသလားဒါမှမဟုတ်ရိုးရပုံမြင်နေတဲ့ကတတ်တော်တော်ကောင်သာဖြစ်နေသလားဆိုတာကတော့အပြေရှားမရသေးတဲ့ဗဟေလီတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဦးမှာတည်ကြပါရည်။ ။ဒါကြောင့်မလို့နှင်းလူတွေနဲ့ပတ်သက်တဲ့အရာတွေဟာချီရမဲသဲလွန်စားတွေလို့ခေါ်ဆိုလို့ရပြီးနောက်ကွယ်မှာဘလို့အမှန်တရားတွေပုံကွယ်နိုင်မလဲဆိုတာကတော့အချိန်ကားသာဖြေပေးနိုင်ပါလိမ့်မယ်။ကဲဒါဆိုလို့ရှိရင်ရောပရိသတ်ကြီးတို့ရောနှင်းလူတွေရှိတယ်မရှိဘူးဆိုတဲ့အပေါ်မှာဘလို့ယုံကြည်ကြပါသလဲ။ကြားဘူးတဲ့ကောလာဟလာတွေရှိလို့ရှင်လဲဂေါမန်မှာပြောပြပေးခဲ့ပါဦး။နောက်ထပ်လေဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို Youth Entertainment Channel လေးကတင်ဆက်ပေးဖို့မအောင်လို့ PC ကိုရော Channel လေးကိုရော Like and Follow Subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့အစုံကြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ